အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ကိုတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့လမ်းပီစည်းတဲ့ဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစီအစဉ်တင်ဆက်သူအဲ့နာပါရှားဒီဥတုရန်ကိုအေးနေတဲ့ညတညမှာအမျိုးသမီးတယောက်ကတော့မြေကျွင်းထိုင်တူနေခဲ့ပါတယ်နောက်ထပ်သိမကြခင်မှာငါသေးသွားတော့မှာပဲသေးသွားမဲ့အတူတူတော့ကို့အသေးရင်ကိုတူးထားလိုက်ကြပဲကောင်းပါတယ် တခါရဲငါရဲ့တေထွင်းတယ်ငါဆဲအိတ်နေလိုက်မယ်လူတွေအားလုံးပြောကြတဲ့စကားတွေကမှန်တယ်လူသားတွေကဘာတခုကောမှတော်နဲ့အတူတူယူဆောင်သွားလို့မရဘူးငါကတော့ဒီမော့အစွမ်းထက်တဲ့ဇွန်လေးကိုငါနဲ့အတူတူယူသွားလိုက်မယ်ဒါဆိုရင်တော့ငါလောက်ထားတဲ့မုတ်လိုမျိုးပဲဒူးမလောက်တတ်မှာမဟုတ်တော့ဘူးအဲ့ဒီအရသာကလည်းငါနဲ့အတူတူဒီမှာတခါရဲမြုံနံပြီးသားဖြစ်သွားလိမ့်မယ်ဒီလိုနဲ့အမျိုးသမီးကလည်းမြေကျွင်းကျူပြီးတော့သူမရဲ့မောအစွမ်းထက်တဲ့ငွေစုံလေးကိုကင်ပြီးလှဲအိတ်ချလိုက်ပါရီ အပေါ်ကနေမြေကြီးတွေကိုလည်းတမပြန်အုပ်လိုက်ပါတယ်။တမမြေကျွေးနဲ့ရောက်ရှိသွားခဲ့တဲ့အချိန်မှာပဲမိုးတွေတဲထန်စွာရွာသွန်းလာခဲ့ပါတယ်။မိုးတွေတဲထန်စွာရွာသွန်းနေအောင်ကိုလည်းတမအနေနဲ့တည်နေခဲ့ပါတယ်။ဒီနောက်တမမြေကျွေးနဲ့ကနေနှုတ်ဆက်စကားပြောဆိုလိုက်ပါတယ်။အားလုံးကိုနှောက်ဆက်ခဲ့ပါတယ်။မနက်မိုးလင်းအစောကြီးရသည့်ဥတုအရန်ကိုအင်းနေခဲ့ပါတယ်။ဒီရွာမှာအရန်ကိုလှပါတဲ့ဈေးတစ်ခုလည်းတည်ရှိပါတယ်။ အဲ့ဒီဇေထဲမှာနန္ဒီတာဆိုတဲ့ချစ်စရာကောင်းတဲ့မိန်းကလေးတယောက်ကတော့အဝိအဆောက်အပြဲတွေကိုဝေထိုင်ငိုနေခဲ့ပါတယ်ဒုက္ခပါပဲအသားပေါင်းနဲ့ပါနီပူရီရောင်းတဲ့အမေကြီးဘဲကုံများပြောင်းသွားတာလည်းမသိပါဘူးဘဲကိုလျှောက်သွားတာလေအမေကြီးရဲ့တကယ်ပါပဲဘဲကိုသွားလိုက်တာလဲရှင်ဘဲကိုသွားလိုက်ကြလဲဒီအချိန်မှာလူတယောက်ဖြတ်သွားနေရင်လည်းပြောလိုက်ပါတယ်ကြီးကတော့အဲ့ဒီအမေအိုကြီးလောကကြီးရဲ့မရှိတော့ဘူးနဲ့တွေ့ပါတယ်ကျွန်တော်တို့အားလုံးလည်းသူ့ကိုမနှက်တဲ့ကစောင့်နေကြတာဘဲမမလည်းရှာလို့မတွေ့ဘူး ပြောဆိုပြီးနောက်မှာတော့အဲ့ဒီလူကလည်းထွားခွာသွားခဲ့ပါတယ်။အမေကြီးရဲ့ဒုက္ခပါပဲ။ကျမဘာဖြစ်လို့ထားသွားရတာလဲ။ဒီလောကကြီးမှာကျမနားရှိပေးမယ့်သူဘယ်သူမှမရှိဘူး။ကျမကိုအမေကြီးကအရသာရှိတဲ့မဟုတ်တူအမြဲတမ်းကြွေးနေခဲ့ပြီးပတ်စံလေးယူတာမဟုတ်ဘူး။ဒီပုံစံတိုင်းဆိုရင်တော့ကျမငတ်ပြက်ပြီးတေသွားတော့မှာပဲရှင်။သူမကိုယုံနေခဲ့တာကိုဈေးထဲမှာရှိတဲ့လူတွေအားလုံးကလည်းတွေးမြင်နေခဲ့ကြပါတယ်။ဒီအချိန်မှာအမျိုးသမီးတယောက်ရောက်ရှိလာပါတယ်။ပြည်သားနဲ့ဒေါသတကြီးပဲပြောလိုက်ပါတယ်။ ဘာဖြစ်တော့များအရင်မြောက်အဖတ်မရမျက်ရည်ရကြနေရတယ်။နင်းအလကားမစားမတောက်ရတော့မှဆိုလိုမျက်ရည်ကြနေရမလား။နင်းအဖွားအိုကြီးစီကနေတင်ယူစမ်းမှတနာစီဟာကောင်းတဲ့အမေကြီးတလောက်အသက်ရွယ်ကြီးနေရတော့မှတယောက်တည်းအလုပ်တွေကိုလုပ်နေခဲ့တယ်။နင်းကတော့အသက်ငယ်ငယ်လေးနဲ့တောင်းစနေရင်ရောဆိုပြီးနောက်မှာတော့အမျိုးသမီးထွားခွာသွားခဲ့ပါရဲ့။မင်းကလေးကလည်းပိုင်းစာလုံးနဲ့အတွက်ဈေးထဲမှာရှိတဲ့ဆိုင်တိုင်းဆိုင်တိုင်းအရှိကိုတွားပြီးတောင်းစားနေခဲ့ပါရဲ့ ဒါပေမဲ့သူမကိုဘယ်သူမှဘာမှမကြွေးခဲ့ကြပဲမောင်းထုတ်ပြစ်ခဲ့ကြပါရီသူမလက်မခံခဲ့တဲ့အခါမှာတော့အနည်းမှရှိရတဲ့သူကခရမ်းကျင်းသေးတွေနဲ့သူမကိုပြပောက်ကြပါရီသူ့ရိုက်စမ်းသူ့ရိုက်ကြောက်ဒီလောက်တောင်မှငငယ်ရွယ်ရွယ်လေးနဲ့တသားမမရှိနေရကိုတောင်းစားနေသေးရဲ့ဟုတ်လားရိုက်ရရိုက်ရရိုက်ရိုက်ရိုက်သူ့ရိုက်ကျမမရိုက်ကြပါနဲ့ရှင်ကျမတောင်းစားရဲဆိုတာကကျမမှမိဘတွေမရှိကြလို့ပါကျမလည်းနေရာဆုံးမှာအလုပ်လိုက်ရှာတာပဲဘယ်သူမှကျမကိုအလုပ်မပေးရကျမဘယ်လိုလုပ်ရမလဲ သူမစိတ်ပြတ်ဝင်နေစွာနဲ့ရွာကထဲကထွက်လာခဲ့ပြီးနောက်မှာတော့ platform တစ်ခုပေါ်မှာစောင်းချုံပြီးထိုင်နေခဲ့ပါရဲ့လမ်းသွားလမ်းလာစီကနေသူမတောင်းစားနေခဲ့ပြန်ပါရဲ့ဒီမှာလဲသူမကိုပေးချင်တဲ့သူတရားမှမရှိခဲ့ကြပါဘူးဒီနောက်မှာတော့သူမအနီးနောက်မှာရှိတဲ့ဖခင်အကြောင်းကိုတွားပြီးနောက်မှာတော့ဖခင်ရှိခိုးနေခဲ့ပါရဲ့ဖခင်သခင်ကျမရဲ့မိဘတွေကိုလည်းအရှင်ကပြန်ပြီးတော့ခေါ်ထားလိုက်ပြီးကျမမှာအာကိုရာဆိုလို့အမေအိုကြီးတယောက်ပဲရှိတော့တာ အဲ့ဒီအမေအိုကြီးကလည်းအရှင်ကကျမစီကနေလူရှူသွားခဲ့တယ်။အလိုလုံးနေမဲ့အစားကျမကိုပါတခါတည်းအရှက်စီကိုခေါ်ထားလိုက်ပါတော့လားရှင်။ဒါမှကျမအတွက်ပို့ပြီးတော့လွယ်ကူလိုက်အောင်မယ်။အနည်းဆုံးအခုလိုမျိုးအကျဉ်းသားတရားကင်းမဲ့တဲ့လောကကြီးကနေတော့ကျမလွတ်လပ်သွားတာပေါ့။ဒီအချိန်မှာပဲအနောက်ကနေဖုန်းတော်ကြီးရောက်ရှိလာခဲ့ပါရီ။ဒီအချိန်မှာသူမကလည်းဖုန်းတော်ကြီးကိုလှည့်ပြောလိုက်ပါရီ။ဖုန်းတော်ကြီးရဲ့ဒီမလာနဲ့အောင်တော့ခဏလေးဆောင်ကျမဒီမှာဖျားရှိခိုးဝေးပြူနေရပါ။ ကျမကတောင်းစားတဲ့ဆင်းရဲသားတယောက်လေးလူတွေအကုန်လုံးကကျမကိုဆိုရင်တော့ယွန်းရှာမုံတီးကြတယ်။နင်ကမတန်ရှင်းတဲ့လူတယောက်ဖြစ်နေမယ်ဆိုရင်တော့ဘုရားသခင်ကနင့်ကိုဘာဖြစ်လို့လောကကြီးရဲ့ကိုဆေးထုတ်အောင်မလဲ။ဘုရားသခင်ကိုယ်တိုင်ကနင့်ကိုသဘောတူလို့လောကကြီးရဲ့ဆေးထုတ်ခဲ့တာပဲ။ငါတို့ကတာမန်လူသားတွေဘာမှမလို့ငါတို့ကနင့်ကိုညင်းဆိုရမှာလေ။နင်ဘလို့ပြဿနာတွေကိုရင်ဆိုင်ကြုံတွေ့နေရလဲဆိုတော့ငါတို့အနေနဲ့နားလဲပါရယ်။အဲဒါကြောင့်ဘာမှထပ်ပြီးတော့တောင်းစားမနေရောနဲ့နော်။အလုပ်တစ်ခုပဲနင်လုပ်လိုက်ပါတော့။ ဖယားသခင်ကိုယ်တိုင်နဲ့ကိုအကူအညီပေးလိမ့်မယ်လို့ငါယုံကြည်တယ်။ဘာလို့လဲဆိုတော့လောကကြီးကတောင်းဆနေတဲ့သူတွေကိုဆိုရင်တော့လက်မခံဘူး။အလုတ်ကြိုးစားတဲ့သူကိုပဲလက်ခံတာ။ပြောဆိုပြီးနောက်မှာဖုံးတော်ကြီးကလည်းဖယားရှိခိုးဝေးပြုတ်ပူဇော်မှုတွေကိုစတင်လုပ်ကိုင်းခဲ့ပါရီ။နန္တီသားကလည်းဖယားเจ้าရဲ့အရှိမထိုင်ပြီးပြန်တောင်းဆခဲ့ပြန်ပါရီ။ဒီအချိန်မှာပဲလူငယ်လေးတယောက်သူ့စီကိုရောက်ရှိလာခဲ့ပါရီ။နန္တီသားကလည်းသူ့စီကတောင်းဆလိုက်ပါရီ။အကိုကြီးကျမလွန်ခဲ့တဲ့တပတ်လောက်ထဲကဘာမှမစားရသေးဘူး။ အဒတိယကလည်းလန်တီတာအကိုလိုခေါ်လိုက်တဲ့အတော့စိတ်မကောင်းဖြစ်သွားခဲ့ပြီးထိုင်လိုက်ပါရီအဒတိယကလည်းလန်တီတာကိုကောင်းမွန်တဲ့ဆိုင်တဆိုင်ကိုအတူတူခေါ်သွားလိုက်ပါရီပြီးတာနဲ့ထမင်းကျွေးလိုက်ပါရီဒီအချိန်မှာစားတောက်ဆိုင်မှာအလုံးလုံးနေတဲ့သပွဲတို့ကပြောပါရီဒီမှာအခုလိုမျိုးတောင်းဆောင်နေတဲ့သူတွေကိုအလောက်ထိတနာကျင်အောင်မလို့နဲ့သူတို့တွေကခေါင်းပေါ်တိုက်ကြလိမ့်မယ်ဝိတ်တာရဲ့စကားကိုကြားခဲ့ရတဲ့အခါမှာအတိတ်တရားဒေါသအယံထွက်သွားတဲ့အတွက်အစားတောက်တွေနဲ့သူ့ကိုပြေပောင်းလိုက်ပါတယ် ပြီးတာနဲ့ပတ်စံရှင်းပြီးနောက်တစ်ကြိမ်ထပ်မားလိုက်ပါရီနန္ဒီသားကတော့ဒေါရီအားလုံးကိုတွေ့မြင်ခဲ့ရတဲ့အတွက်အံ့အားသင့်နေရပေါ့အကိုရဲ့ဘာလို့ဒီလောက်တောင်မှဒေါသတွေကြီးနေရတာလဲဒီလောက်ထိဒေါသကြီးတာကောင်းမွန်တဲ့ကိစ္စမဟုတ်ဘူးလောကကြီးမှာရှိတဲ့သူတွေအားလုံးကိုငါစိတ်ပြတ်တယ်တောင်းစားတဲ့သူတွေကိုလည်းမကောင်းတဲ့ပုံစံအမြင်တွေနဲ့ကြီးကြတယ်ချမ်းသာသွားကြတဲ့သူတွေကိုဆိုလို့ရှိရင်လည်းမတရားသဖြင့်ပတ်စံရှာထားတာဖြစ်မယ်ဆိုပြီးအထင်သေးကြပြန်ရောသူရဲ့ဘဝမှာအမှန်တကယ်ဘာတွေလုပ်ခဲ့လဲဆိုတာကိုတော့ဘယ်သူမှသိကြတာမဟုတ်ဘူး ဒါနဲ့ညီမလေးရေနင်ဘာမှအရန်ကြီးလဲစိုးရင်ပိုပမ်းနေနဲ့ထမင်းစားထမင်းစားအတတိယပြောလိုက်တဲ့စကားတွေကိုနားထောင်ပြီးရဲ့နောက်မှာတော့နန္တီသားကလည်းတွေ့ဝေနေခဲ့ပါသေးတယ်။ထမင်းစားတော့ပြီးသွားတဲ့အခါမှာအတတိယကပတ်စံပေးပြီးနောက်နေ့ပြန်လည်တွေ့ဖို့အတော့ကိုလည်းကတိပေးသွားခဲ့ပါသေးတယ်။အခုဆိုရင်တော့နန္တီသားကလည်းအတတိယအကြောင်းကိုပဲအချိန်ချင်းစဉ်းစားနေခဲ့မိပါသေးတယ်။သူမရရှိတဲ့ပတ်စံလေးနဲ့နောက်နေ့မှာပဲချက်ချင်းဆိုင်တဆိုင်ဖွင့်လိုက်ပါသေးတယ်။သူမပါနီပူရီရောင်းချနေခဲ့တဲ့နေရာမှာအရင်တုန်းကအဖွားအုပ်ကြီးကပါနီပူရီရောင်းချခဲ့တာပါ ဒီနေရာလေးမှာနောက်ထပ်မုတ်တယ်တွေအများကြီးလည်းရှိပါသေး။သူတို့အားလုံးကလည်းပါနီပူရီကိုပဲရောင်းချနေကြကြတာပါ။အမေကြီးဒီမှာစိုင်းဖွင့်တုန်းကဘယ်သူမှဒီနေရာမှာစိုင်းလာမဖွင့်ကြဘူး။အခုအမေကြီးမရှိတော့ကြည့်ပါအောင်အားလုံးကဒီနေရာမှာစိုင်းလာဖွင့်ထားကြတယ်။ကျန်တဲ့ဆိုင်တွေအားလုံးမှာဝယ်သူတွေကမဟုတ်တော့စားနေခဲ့ကြပြီးနန်တီတိုင်းဆိုင်ကိုတော့ဘယ်သူမှမလာကြပါဘူးညနေဆောင်သွားခဲ့တဲ့အခါမှာတော့ဝယ်သူနှစ်ယောက်ရောက်ရှိလာပါတယ်သမီးလေးရေနေတောင်းစားနေရငါတို့အကြိမ်ကြိမ်တွေ့ဘူးတယ် ကောင်းတယ်ကောင်းတယ်ဘလို့မစိုးအလုပ်တစ်ခုစတင်လုပ်လိုက်တာအရန်ကောင်းတယ်ကဲကဲကဲနေမောက်ရောင်းနေတာဆိုရင်တော့ငါတို့လည်းမောက်ကျွေးပါအောင်ဟုတ်ကဲ့ဟုတ်ကဲ့ကောင်းပါပြီဦးလေးကြီးရဲ့ဦးလေးကြီးကကျမရဲ့ဆိုင်ရဲ့ပထမဦးဆုံးဖောက်တယ်ပဲလေကျွေးမှာပေါ့နန္ဒီတာကဦးလေးကြီးတို့ကိုမောက်ကျွေးလိုက်ပါပြီဝဲသူတွေစားတော့ပြီးထွက်ခွာသွားခဲ့တဲ့အခါမှာပဲအနီးနားမှာရှိတဲ့ဆိုင်ကပိုင်ရှင်ရောက်ရှိလာပါပြီဒီမှာတောင်းစနေကြမင်းကလေးနေဆိုင်ကိုဒီကနေဖယ်သွားလိုက်နော်ခဏနေပါဦးကျမတို့ကဒီမှာရှိတဲ့ဘဲသူကိုမှတားမနေတော့ ဘာကိစ္စအတွက်ကြောင့်ကျမလာတားနေရတာလဲဒီမေကိုရှင့်ဖေပိုင်းတာလားနင်းလိုတောင်းဆောင်နေကြမင်းကလေးကများငါတို့ကိုလာပြီးရှင်ပြိုင်နေသေးတယ်ဟုတ်လားအားလုံးဘာလုပ်နေကြတာလဲသူရဲ့ဆိုင်ကိုဖျက်ဆီးပြစ်ကြလိဒီလိုနဲ့အားလုံးကလည်းနန်တီသားရဲ့မုတ်ဆိုင်ကိုဖျက်ဆီးပြစ်လိုက်ကြပါရဲ့သူမရဲ့ပစ္စည်းတွေအကုန်လုံးကလည်းတောင်းဆောင်မရအောင်ပြက်စီသွားခဲ့ကြပါပြီတနာစီရကောင်းတဲ့နန်တီသားတယောက်ငိုပဲငိုရိုနေခဲ့ပါတော့တယ်အိုဘုရားသခင်ဒုက္ခပဲကျမဘယ်လိုလုပ်ရမလဲဒီလောကကြီးကသူတွေကတကယ်အယံကိုရက်ဆက်ကြတဲ့ကျမဒီလောကကြီးမှာထပ်ပြီးမနေချင်တော့ဘူး ဒီနေ့ညကျမအိတ်လိုက်တဲ့အခါကျရင်လုံးဝပြန်လဲနိုးထမလာအောင်လို့လှုပ်ပေးပါနန္ဒီတာတညအောင်အရင်မှထိုင်နေခဲ့ပြီးအိတ်ချင်လာတဲ့အခါမှာတော့လှဲပေါ်မှာအိတ်လိုက်ပါတယ်သူမမနဲ့အိယာကနိုးထလာခဲ့တဲ့အခါမှာတော့သူမရဲ့လှဲလေးမှာပစ္စည်းတွေအားလုံးအကောင်တိုင်းပြန်လဲရှိနေအောင်ကိုတွေးလိုက်ရပါတယ်ဒါအပြင်အသားပေါင်းတွေလည်းရှိနေပါတယ်ဒါကိုတွေ့ကြရတဲ့အခါနန္ဒီတာအံ့အားတင်သွားပါတယ်ဒါတွေကဘာတွေလဲပါနီပူရီနဲ့အတူတူအသားပေါင်းတွေလည်းရှိနေတယ်ဒီဆိုင်ပုံစံလေးကအရင်တုန်းကအမေကြီးဖွင့်ထားတဲ့ဆိုင်ပုံစံနဲ့အရင်ကိုတူတယ် ပါနီပူရီနဲ့ဒင်ဆန်နှစ်ခုလုံးကိုတွဲပြီးတော့ရောင်းချခဲ့ရလေ။အဲ့ဒီအရာတာကိုတော့ငါဘယ်တော့မှမေ့မှာမဟုတ်ဘူး။အမေကြီးမရှိတော့တဲ့နောက်ရွာသူရွာသားတွေအကုန်လုံးကအမေကြီးရဲ့လက်ရာကိုပဲတန်းတားနေကြတာ။ဒီအရာတာကိုတရွာလုံးကသိရှိကြပါရဲ့။အချိန်ခဏအတွင်းမှာပဲတရွာလုံးကသူတွေကနန်တီသားရဲ့ဆိုင်ကိုရောက်ရှိလာခဲ့ပြီးမဟုတ်ဝဲစားကြပါရဲ့။သူမရဲ့ဆိုင်မှာလူတွေအများကြီးတိုးဝင်နေခဲ့ကြပါပြီ။အမကြီးအမရဲ့မုတ်ဆိုင်ကတကယ်အရန်ကိုအရာတာရှိတဲ့မုတ်တွေကိုရောင်းပေးရပဲ။အရင်တုန်းကအမေကြီးရောင်းခဲ့တဲ့မုတ်တွေရဲ့အရာတာနဲ့အရန်တူတယ်ဒီလား။ ဒီနေ့အထီးဘယ်သူမှသူ့လက်ရနဲ့ညီအောင်လို့မလုပ်နိုင်ဘူး။ဒီနေ့ရောအမကလုံနိုင်သွားပြီးထူးဆန်းနေ။အေးဟုတ်တယ်ငါလည်းအဲ့ဒါကိုလုံးဝနားမလည်နိုင်အောင်ဖြစ်နေရ။ကဲကဲကဲအားလုံးပဲစားကြပါစားကြပါ။ဒီလိုနဲ့သူကလည်းဝယ်သူတွေအကုန်လုံးကိုမုတ်တွေထည့်ကျွေးခဲ့ပါရီ။သူမှမုတ်တွေအများကြီးရောင်းချနေခဲ့ရပေမဲ့မုတ်တွေကကုံဆုံသွားတယ်ရေလို့မရှိပါဘူး။ညနေခင်းတစ်ခုလုံးသူမရဲ့ဆိုင်မှာလူတွေတိုးချိန်နေခဲ့ကြပါရီ။ညမိုးချုပ်သွားလို့ဝယ်သူတွေအားလုံးရှင်းလင်းသွားတဲ့အခါမှာတော့မနေ့ကဆိုင်ရှင်ပြန်လည်ရောက်ရှိလာခဲ့ပါရီ။ ဒီအချိန်မှာသူကဆိုင်ကိုဖျက်ဆီးဖို့အတွက်စူးစမ်းလိုက်ပါတယ်။ရုတ်တရက်ပဲမိုးရေချိန်လာမိုးချိုတွေပြစ်ချလာခဲ့ပြီးအခိုးအငွေတွေကြားတွေကအဖွားအုပ်တယောက်ထွက်လာပါတယ်။ဒီအဖွားအုပ်ကြီးကိုအလုံးကတီးကြပါတယ်။နေပါအောင်အမေကြီးကဆုံးသွားခဲ့ပြီမဟုတ်ဘူးလား။ကြည့်ရတာသူရဲ့ဝိညာဉ်လားမသိပါဘူး။ဟေးပြေးကြပြေးကြအမြန်ပြေးကြ။အနီးဘက်ဝင်ကြီးမှရှိတဲ့မုတ်တဲတွေအလုံးထွက်ပြေးကုန်ကြပါတယ်။ဒီအချိန်မှာအဖွားအုပ်ကြီးရဲ့ဝိညာဉ်ကပြောလိုက်ပါတယ်။သမီးလေးရေဂျာရီအလုံးကကိုရိုင်းနဲ့ကိုလောက်ပေးခဲ့ရပါ။ ။ကဲရောဒါမှမဟုတ်အစွမ်းထွက်နေရဲ့ဇွန်ပဲ။ဒီဇွန်နေ့တော်မှာရှိနေတဲ့ရွေးဘာတကူမှလိုအပ်ချက်ရှိမှမဟုတ်တော့ဘူး။နေမတောင်းစားတော့နဲ့နော်။နေ့ကိုပတ်စံလာပေးသွားတဲ့ကောင်းလေးကလည်းတခြားသူမဟုတ်ဘူး။အဲ့ဒါငါ့ရဲ့မိလေးပဲ။သူကနေ့ကိုဖះเจ้าမှလိုက်ရှာနေတယ်။မနှက်ပြန်ကြရင်သူနဲ့သွားတွေ့လိုက်ပါအောင်။နေတော့နှစ်ယောက်အတူတူနေကြပါ။အခုဆိုရင်သူလည်းမိဘမဲတယောက်ဖြစ်နေပြီဒီလိုနဲ့ဝိညာဉ်ကပြောက်ွယ်သွားပါလေနန္ဒီသားလည်းဝမ်းသာပျော်ရွှင်သွားကြရပါဘောနောက်နေ့မှာသူကလည်းအာတိတရားနဲ့ဖခင်အကြောင်းရှိမှသွားတွေ့လိုက်ပါလေ ဒီနောက်ကိစ္စတွေအားလုံးကိုလည်းပြောပြခဲ့ပါသေးတယ်။ကဲကောင်းတယ်။နင်အခုတို့စူးစမ်းနေရကုန်မြင်တော့ငါတကယ်ဝမ်းသာတယ်။ဒီနေ့ကစပြီးရောနင်ငါအိမ်မှာလိုက်နေပါ။အခုဆိုရင်တော့နန္တီတာကလည်းသူရဲ့အကိုတော်ဆက်ထားတဲ့အတ္တိယနဲ့အတူတူတည်းနေမှနေထိုင်ခဲ့ပါရီ။ရဲ့အနေနဲ့အတွင်သူကကိုပိုင်အင်တအင်ကိုလည်းစောက်လုပ်ခဲ့ပါရီ။ဒီစီထဲမှာနောက်ထပ်မဟုတ်တဲ့တဲမရှိတော့ပါဘူး။ဒီလိုနဲ့ဒီမကလည်းဝမ်းသာပျော်ရွှင်စွာဘဝကိုနေထိုင်သွားပါရီ။နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့အစကြိုက်ကြသူများဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ် ရွာတရွာမှာစီမားဆိုတဲ့မိန်းကလေးတယောက်သူရောက်ခမအိမ်မှာနေထိုင်နေပါတယ်။သူကရောက်ခတိရောက်ခမလင်းနဲ့အရွယ်သမီးလေးတယောက်နဲ့အတူတူနေထိုင်နေကြရပါ။တယောက်ကြားကတော့စိတ်ယုံတယုံမှညာဆောက်လို့ပါတယ်။တညမှာတော့သူအလုဆင်းနေခဲ့တဲ့အချိန်မှာအက်ဆီဒန့်တစ်ခုဖြစ်သွားခဲ့ပြီးသူရဲ့ခြေထောက်တွေမှာပြင်းထန်တဲ့ဒဏ်ရာတွေရရှိသွားပါတယ်။ဇေယဝင်ကလအနေငယ်လောက်သူ့ကိုအနာယူဖို့အတွက်ပြောလိုက်ပါတယ်။အရှိုးကြီးအချိန်လေးဆွေရလာခဲ့တဲ့အခါမှာစိတ်ယုံပိုင်ရှင်ကလည်းပတ်စံမပေးဘဲနဲ့သူ့ကို အလောက်ကနေနာပြစ်လိုက်ပါရီဒါကြောင့်အရက်အတုံးစရိတ်တွေကိုတုံးဆွဲဖို့အတွက်စီမားကိုယ်တိုင်အလောက်တစ်ခုထွက်ရှာရပါရီသူကတခြားသူတွေရဲ့အိမ်မှာအလောက်တွေလိုက်လုံနေခြင်းပတ်စံရှာဖွေနေခဲ့ရတာပေါ့သူမအလောက်သွားရှာတဲ့အခါမှာတော့နင်းနမယ်ဘယ်လိုခေါ်လဲဟုတ်ကဲ့ကျမနမယ်စီမားပါရှင်အေးဒီမှာတေးချာနားထောင်အိမ်မှာရှိတဲ့အလောက်တွေအားလုံးကိုနင်းလောက်ရလိမ့်မယ်အဝိရှော်ကျန်းတိုင်ပကန်းစေးထမင်းဟင်းချက်အဲ့ဒီတော့ငါနဲ့ကိုတလောက်အောင်တောင်းချောင်ပေးမယ်ဟုတ်ပြီလားဘလို့လဲသဘောတူလား ဟုတ်ကဲ့ကောင်းပါပြီတထင်မကျမသဘောတူပါရဲ့ရှင်။ကျမမလက်ဖြတ်ကစပြီးရောအလုပ်လာဆင်းမယ်နော်။ဒီလိုနဲ့နောက်နေ့ကစပြီးစီမောင်းအလုပ်ဆင်းခဲ့ပါရီ။ကဲနေတအိမ်လုံးတန့်ရှင်လုံးလုပ်ပြီးသွားပြီးဆိုရင်တော့မိဖို့ကံကိုလည်းတော့ကြည့်အောင်။မိဖို့ကံတစ်ခုလုံးရှုပ်ပွားနေရပဲ။မိဖို့ကံကိုတတိချာချာတန့်ရှင်လုပ်ထားလိုက်အောင်နော်ကြားလား။ဂျာနေနေအိမ်ကိုမပြောင်းခင်မှာငါးစီခဏဝင်လာခဲ့အောင်ငါးချောက်တွေအရန်ကိုနားနေရဲ့။တရက်လုံး shopping ထွက်ထားတာဆိုတော့ချောက်တွေကကြောင်တဲနေပြီ။လမ်းအောင်မရှောင်းနိုင်တော့ဘူး။ အဲ့ဒါကြောင့်ငါ့ကိုတစ်ချက်လောက်စီနေနှိမ့်နေပေးပြီးတော့မှအိမ်ပြန်တော့ကြာလာပြောရင်းဆိုရင်နေရာမှာတော်လေးကိုနားနေရဟဲ့အမြန်လောက်ပြီးတော့ငါ့ရှေ့ကိုခဏလာခဲ့စမ်းမအောင်ဟုတ်ကဲ့ဟုတ်ကဲ့ကောင်းမွန်ပြီတထင်းမကျွန်မအလုပ်တွေအားလုံးပြီးသွားတဲ့အခါကျရင်တထင်းမရှေ့ကိုလာခဲ့ပါမယ်စီမားကတော့အလုပ်တွေအားလုံးလုပ်လို့ပြီးသွားတဲ့အခါမှာတထင်းမရဲ့ခြေတော်ကိုစီနေနှိမ့်နေပေးလိုက်ပါတယ်ပြီးသွားတော့မှကျွန်မအိမ်ကိုပြန်လာခဲ့ပါတယ်ပြမန်းစွာနေတဲ့စီမားအိမ်ကိုပြန်လာခဲ့တဲ့အခါကျွန်မရဲ့ဒီအခြေအနေကိုတွေ့လိုက်ရတော့အရှုပ်ကလည်းပြောလိုက်ပါတယ် ငါခွန်းလောက်ပါကွာငါအတွက်ကြောင်းနေမင်းအခုဘလောက်တောင်မှပင်မနေပြီလေတခြားသူတွေရဲ့အိမ်ဒီမှာမင်းအလုတ်လိုက်လုပ်နေရတယ်ရှင်ရလေရှင်တကယ်ပါပဲဒါဘလို့စကားတွေပြောနေရလေဘဝမှာအခုလိုမျိုးအခြေအနေတွေဆိုတာကလူတိုင်းကြုံတွေ့ရတတ်ကြပဲလေမကောင်းတဲ့အခြေအနေတွေဆိုတာကတရားကြရင်တော့ကုံဆုံးသွားမှာပဲဒီနေ့မဟုတ်ရင်နောက်နေ့အရာအလုံးအဆင်ပြေသွားလိမ့်မယ်ရှင်ဘာမှအရန်ကြီးလဲစွရင်ပုံပန်းမနေနဲ့စီမားကတော့အကောင်းမြင်တတ်တဲ့အမျိုးသမီးတစ်ယောက်ပါသူမဘဝမှာတစ်ချိန်ကြရင်အရာအလုံးအဆင်ပြေသွားမယ်ဆိုတော့ကိုသိပါရည် ဒီမစီမှာအာရုံတွေအများကြီးလည်းရှိသလိုမျိုးတတ်တည်ရှိရှာပါရည်။ဒုက္ခဆင်းရဲတွေအလုံးကိုဘယ်လိုမျိုးဖျက်ချော်တိုက်ခိုက်ရမလဲဆိုတော့ကိုယ်လည်းကောင်းကောင်းသိပါရည်။စီမိုင်းခမအိမ်ကသူတွေအကုန်လုံးကလည်းတတော်လေးစိတ်သဘောထားပြောကြတဲ့သူတွေပါ။စီမအပြင်ထွက်ပြီးအလုံးလုံးနေကြရတဲ့အချိန်မှာရောက်ခမဖြစ်တော့ကအိမ်ရဲ့တာဝန်တွေအလုံးကိုယူပေးပါရည်။စီမအပြင်ထွက်အလုံးလုံးနေခဲ့တယ်ဆိုပေမဲ့ဒီမရရဲ့ပတ်စံလေးနဲ့မိသားစုကထမင်းနှစ်နှစ်သာစားတောင်းနိုင်ပါ रे စီမကတော့တထင်းမိုင်းအိမ်ကအလုပ်တွေအားလုံးကိုတရက်အလုံးပေးပေးမမှန်လောက်ကိုင်းပေးပါ रे တခါတလေကြရင်တော့ထမင်းဟင်းချက်ပြုတ်ပေးတဲ့အမျိုးသမီးအင်ကိုမလာတဲ့အခါဆိုရင်တော့စီမားပဲထမင်းဟင်းဝင်ချက်ပြုတ်ပေးရတတ်ပါတယ်။စီမားရေနေ့ရဟင်းချက်လိုက်ရကတကယ်အမခံပဲနေထမင်းဟင်းချက်တော့အရန်စားကောင်းနေသီလား။ဟုတ်တယ်တထေမရဲ့ကျမကထမင်းဟင်းကောင်းကောင်းချက်တတ်တယ်လေ။ကျမတောင်ပိုင်းအစားအသောက်တွေရောမြောက်ပိုင်းအစားအသောက်တွေရောအားလုံးကိုကျွမ်းကျွမ်းကျင်ကျင်ချက်တတ်ပါတယ်။တော်လိုက်တာဒါဆိုရင်တော့နေရတကယ်အရေးချင်းရှိတဲ့အမျိုးသမီးတယောက်ပဲ။ဒီလိုနေ့ပဲအချိန်တွေတစ်ဖြည်းဖြည်းနဲ့ကုန်းဆုံးသွားခဲ့ပါတယ်။တကယ်မတော့တထေမရဲ့မွေးနေ့ပါတီပွဲလုပ်ဖို့ရှိနေခဲ့ပြီး မွေးနေ့ပါတီပွဲမှာသူရဲ့တငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေအားလုံးလာဖို့ရှိပါတယ်။တထင်းမရဲ့အိမ်ထဲနေရနေရာမှာစားတောက်ဆိုင်အခြေကြီးဆိုင်လည်းရှိပါတယ်။ဒီဆိုင်ကတကယ့်ကိုနမည်ကြီးပါ။ဒါကြောင့်တထင်းမကလည်းသူရဲ့မွေးနေ့မှာတငယ်ချင်းတွေအားလုံးကိုဖိတ်ခေါ်ပြီးမောကြည့်ဖို့အတွက်ပြောထားတာပေါ့။ဒါပေမဲ့သူမမွေးနေ့နဲ့ရောက်ရှိလာခဲ့တဲ့အခါမှာစားတောက်ဆိုင်ကိုဖုန်းခေါ်ကြည့်လိုက်တော့စားတောက်ဆိုင်ပိတ်ထားပါတယ်။ကြောက်ခါပါပဲဒီနေ့မှမုတ်ဆိုင်ကလည်းပိတ်ထားတယ်။အခုမှငါဘာလုပ်ရတော့မှလဲ။ဒီချိန်မှာသူကလည်းအိမ်လုံးတွေလုံနေတဲ့စီမောကိုတွေ့သွားပါတယ်။ စီမားကိုကိစ္စတွေအားလုံးပြောပြလိုက်ပါတယ်ဒါပေမဲ့ဖြစ်ပါမလားရှင်ကျမအပြင်ဆိုင်မှာလှုပ်တဲ့ပုံဆိုင်မျိုးမဟုတ်တွေကိုတော့မလှုပ်တတ်ဘူးနော်အချင်းကိုဆိုရင်တော့ကျမလုံးဝကိုမလှုပ်တတ်တာနေရလေဘာများခတ်လို့လဲနေဖုန်းဖွင့်ပြီးတော့ကြည့်လိုက်ပေါ့ပစ္စည်းတွေအားလုံးလိုအပ်တာကိုတော့ငါကိုယ်တိုင်ယူလာခဲ့ပြီးမယ်ဘလို့မဆိုနင်ကထမင်းဟင်းချက်ပြုတ်တာအရန်ကိုတော်မှန်ငါသိပါတယ်အဲဒါကြောင့်ကျွန်တော်တွေကိုလည်းနေကောင်းကောင်းလှုပ်တတ်မှာပါဒီလိုနဲ့တထေးမကဗီဒီယိုကိုဖွင့်ပြလိုက်တဲ့အခါမှာသူမကသမင်းဟင်းတွေကိုအကောင်းမွန်ဆုံးချက်ပြုတ်ပြင်ဆင်ပေးလိုက်ပါတယ် သူမအသားပေါင်းတွေကိုလည်းကြက်သားနဲ့ပစွန်နဲ့မျိုးစုံလုပ်ပြလိုက်ပါတယ်။ဒီနောက်မှာတော့အဲ့ဒီရီအားလုံးကိုသူမကအချင်းဆက်ဆက်ကလေးနဲ့မုတ်တွေကိုခြာကျွေးလိုက်ကြပေါ့။ကောင်းလိုက်တာဟဲ့အရသာအရန်ရှိပြီးတော့စားလို့ကောင်းတယ်။နေမထားတဲ့မုတ်ဆိုင်ကတကယ်အရန်ကိုအရသာရှိတယ်။ဟာဒီဆိုင်က စဖုံမိုးကလည်းတတော်လေးကိုကြော်ရဖြစ်ရမယ်။ဒီလောက်အရသာရှိတဲ့မုတ်တွေကိုလှုပ်တတ်တယ်။အမလေးဟဲ့စားတော့ဆိုင်ကစဖုံမိုးကအရသာရှိရှိလှုပ်တတ်တာမဟုတ်ဘူး။ငါရင်ကစဖုံမိုးကလှုပ်ထားပေးရလေ။ငါပြောချင်တဲ့သဘောက ။ငါတို့အိမ်မှာအလုံးလုံးနေတဲ့စီမဆိုတဲ့မိန်းကလေးကဒါရီအလုံးကိုချက်ပြုတ်ပေးထားတာ။ငါတို့နာကစားတောက်ဆိုင်ကငါဖုန်းဆက်ပြီးသွားပြီးဒီနေ့ပြိတ်ထားတယ်။အဲ့ဒါကြောင့်ငါလည်းငါတို့အိမ်မှာသမင်းဟင်းချက်ပေးနေတဲ့အမျိုးသမီးကိုပဲဒါရီအလုံးလုံးခိုင်းလိုက်တာလေ။ဟဲတကယ်ပြောနေရလား။ဒါပေမဲ့အရသာရှိလိုက်တာဒါရီကိုစားကြည့်လိုက်တော့မသိလို့ရှိရင်အရန်ကိုနမဲကြည့်ပြီးအရသာရှိတဲ့စားတောက်ဆိုင်ကမှားထားတဲ့အရသာတိုင်းပဲ။ကောင်းတယ်ဟေးကောင်းတယ်တကယ်စားကောင်းပြီးအရသာရှိတယ်။တို့အလုံးကလည်းမုတ်တွေကိုအပါတရားစားတောက်ခဲ့ကြပါရဲ့။ အားလုံးကအသားပေါင်းတွေကိုအရန်ကြိုက်လို့စားတောင်းနေကြရင်အသားပေါင်းတွေကနောက်ထပ်တောင်မှလိုပါသေးတယ်။စီမားကလည်းသူမချေချိုးခံနေရတဲ့အတွက်ဝမ်းသာပြောရှင်သွားပါရီ။အိမ်ကိုပြန်ရောက်လာတဲ့အခါမှာတော့သူမတကယ်စားရီအားလုံးအိမ်သူအိမ်သားတွေကိုပြောပြခဲ့ပါရီ။ငါသိရပါဘောငါချွေမလေးကတကယ်အရန်တော်ပြီးအရေးချင်းရှိတယ်။သူ့လောက်တဲ့အလုပ်တွေအကုန်လုံးကိုလည်းနှလုံးသားတွေကနေပြီးတော့လုပ်တယ်။ကြည့်ပါဦးငါချွေမလေးဘယ်တော့မှတော်လိုက်တလဲ။ဒါဆိုရင်တော့အမေတမီးနဲ့အသားပေါင်းစားခြင်းနဲ့တမီးကိုလည်းလှုပ်ကြွေးပါလားမမေအဲ့ဒါကလည်းချင်းချင်းဆက်ဆက်လေးလေ ဟုတ်ပါပြီတမီလေးရဲ့မနက်ဖြန်ပဲဝဲကျွေးမယ်နော်ဒီလိုနဲ့နောက်နေ့မှာတော့စီမားကလည်းအိမ်မှာပဲမုတ်ကြွေကိုလုပ်ခဲ့ပါရီငါပြောခဲ့တာပဲငါချွေးမလေးကတကယ်အရန်ကိုကြောတာပါဆိုနေမှာဖြစ်နိုင်ပဲဆိုရင်တော့နေသူများအိမ်မှာအလုပ်တော့မလုပ်ပဲနဲ့စိုင်းဖွင့်လိုက်ပါလားပတ်စံလည်းကောင်းကောင်းရှာနိုင်သွားလိမ့်မယ်ဒါရီအားလုံးလို့ဖို့အတွက်ဆိုရင်တော့ရင်းနှီးငွေလိုတယ်အမေအဲ့ဒီပတ်စံဘယ်ကနေရှာရမလဲငါပတ်စံဆူဆောင်းထားတာရှိတယ် နေငါကိုဈေးဖို့ပေးတဲ့အခါတိုင်းငါနည်းနည်းလေးချွေတာပြီးတော့ဈေးဝယ်တယ်လေဆုထားတဲ့ပတ်စံတွေရှိပါသေး။လိုအပ်တဲ့အခါကျရင်အသုံးပြုလို့ရပါစေဆိုပြီးတော့ဆုထားတာ။အဲ့ဒီပတ်စံရှုသွားပြီးတော့နေဆိုင်ဖွင့်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းတွေဝယ်လိုက်တော့စီမရေကမဖြစ်သူကစုဆောင်ထားတဲ့ပတ်စံတွေကိုထုတ်ယူပေးလိုက်ပါရီ။ဒီပတ်စံကစုဆောင်ထားပေမဲ့အရန်ကိုနဲလွန်နေပါရီ။ဘာဖြစ်တာလဲချွေးမလေးရဲ့။အလောက်တိုင်းကိုတသေးလေးရနေစလို့ရတယ်။ဟုတ်ကဲ့ပါအမေ။ကျွန်မဒီပတ်စံလေးနဲ့ရောက်အောင်စီစဉ်လိုက်မယ်နော်။နောက်နေ့ရောက်ပြီစီမကလည်းသထေမအိမ်ကအလောက်ကိုထွားလိုက်ပါရီ။ ီးရနဲ့တမဈေးကိုသွားပြီးလိုအပ်တဲ့ပစ္စည်းတွေသွားဝယ်ခဲ့ပါတယ်။တမပြန်လာခဲ့တဲ့အခါမှာချင်းအောင်ရောင်းနေတဲ့သူကိုတွေ့လိုက်ပါတယ်။လဲဆိုရင်တော့ပတ်စံအများကြီးထက်ကုန်သွားလိမ့်မယ်။အဲ့ဒါကြောင့်ချင်းထဲမှာပဲထည့်ပြီးမှုတ်ရှောင်းမယ်။တမစဉ်းစားပြီးနောက်မှာတော့ဈေးရဲကချင်းအောင်လေးကိုဝယ်လိုက်ပါတယ်။အင်းကိုပြန်လာပြီးနောက်မှာတော့အလုပ်တွေကိုစူးစမ်းပန်းစားလုပ်ပါတယ်။ယနေ့ခင်မှာတော့တမမုတ်တွေကိုတွဲရောင်းချခဲ့ပါရည်ရက်ကွက်တိုင်းမှာတမအော်ပြီးမုတ်တွေကိုရောင်းခဲ့ရပေါ့အသားပေါင်းရမယ်နော်အသားပေါင်းရမယ်အသားပေါင်းကိုကြောက်နေအောင်ပြန်ကြော်ထားရဲအချင်းလဲပါရည် တခါစားပြီးသွားရင်ဘလောက်အရသာရှိလဲဆိုတော့ကိုတီးသွားလိမ့်မယ်ဒီအချိန်မှာအမျိုးသမီးတယောက်ရောက်ရှိလာခဲ့ပါတယ်ဟဲ့ဘာရောက်လာလဲရင်တပွဲထည့်ပေးပါအောင်ဘလောက်ကြာမှအရသာရှိလဲဆိုတော့ကိုစားကြည့်ချင်လို့ပါဒါနဲ့တပွဲဘလောက်လဲ30ပါရှင်တဖြည်းဖြည်းနဲ့စီမားကတော့ဝယ်သူတွေအများကြီးကိုရရှိသွားပါတယ်ခဏအတွင်မှာပဲသူမရဲ့မုတ်တွေအားလုံးရှောင်းကုန်သွားတဲ့အတွက်သူမအိမ်ကိုပြန်လာခဲ့ရပါဘို့သူမမိသားစုဝင်တွေအားလုံးကိုဝမ်းသာအားရတဲ့အကြောင်းတွေပြောပြပြီးနောက်မှာတော့နောက်နေ့ဒီထက်မုတ်တွေအများကြီးပို့လောက်ခဲ့ပါတယ် ီနေ့ဝယ်ချုပ်တွေအကုန်လုံးကသူမရောက်ရှိလာမယ့်အချိန်ကိုစောင့်နေခဲ့ကြပါသည်။မနေ့ကတော့ကဒီအချိန်ပဲသူလာသွားခဲ့တာမဟုတ်လား။ဘယ်ုံများရောက်နေလဲမသိဘူး။အခုချိန်ထိမလာသေးဘူးနော်။ငါသူလောက်ထားတဲ့မဟုတ်တွေအရင်အောင်စားကျင်နေပြီ။ခဏနေတော့စီမရောက်ရှိလာခဲ့ပါသည်။အဲ့ဒီနေ့မှာသူမရဲ့မဟုတ်တွေအားလုံးရောင်းကုန်သွားခဲ့ပြီးပတ်စံတွေအများကြီးပိုးရသွားပါသည်။အခုဆိုရင်တော့စီမနေ့စဉ်နေ့တိုင်းမဟုတ်တွေကိုလာရောင်းပါသည်။တရမတော့ဒီမအိမ်မှာတယောက်တည်းရှိနေခဲ့တဲ့အချိန်တထေကြီးတူရောက်ရှိလာပါတယ်။ဒါနဲ့အနေနဲ့အရသာရှိတဲ့မုတ်တွေကိုရောင်းချနေတဲ့အမျိုးသမီးလား ဟုတ်တယ်ဟုတ်တယ်ဟုတ်ပါတယ်ဘာကိစ္စရှိလို့လဲရှင့်ငါကစားတောက်ဆိုင်ပိုင်ရှင်တယောက်ပါနင်လောက်ချားရီမုတ်တွေငါ့ကိုကြွေးကြည့်ပါလားနင်ရဲ့မုတ်တွေကအရင်ရတာရှိတယ်ဆိုပြီးအားလုံးကချီးကျူးနေကြလို့လေဟုတ်ကဲ့ဟုတ်ကဲ့ကောင်းပါပြီကျမလောက်ကြွေးမယ်ဒီလိုနဲ့တထေးကြီးကလည်းအသားပေါင်းတွေကိုမြည်ဆန်ကြည့်လိုက်ပါတယ်ကောင်းတယ်တကယ်ရတာရှိရပဲဒီလောက်ရတာရှိတဲ့မုတ်တွေကိုငါဘယ်တော့ကောင်းမှမစားခဲ့ဘူးဘူးငါရဲ့ဆိုင်မှာတော့ဒီလောက်ရတာရှိတဲ့မုတ်ကိုမရောချနိုင်သေးဘူးလို့ထင်တယ်မင်းငါဆိုင်မှာအလုပ်လာလုပ်ပေးနိုင်လားလာစင်လာတိုင်းငါနဲ့ကိုပတ်စံပေးပါမယ် ကောင်းပြီလေဒါဆိုရင်တော့ကျမသဘောတူပါရယ်ကျမလုပ်မယ်။မနက်ဖြန်ကစပြီးအလုပ်ကိုစတင်လုပ်တော့နင်းလာစရာမလိုပါဘူး။ငါလူတွေကိုနေအိမ်ကိုလှုပ်ပြီးတော့ယူလာခိုင်းလိုက်မယ်။အထဲကြီးနဲ့ပြောဆိုပြီးနောက်ထွက်ခွာသွားပါရယ်။ဒါရီအားလုံးမင်းတော်လို့ပေါ့စီမရဲ့မင်းကအရန်ကိုတော်တဲ့အရေးချင်းလဲရှိတယ်။ဟုတ်တယ်ချွေးမလေးနင်းတယောက်တည်းဒီလှုပ်တွေကိုလှုပ်စရာမလိုဘူးနော်။ငါတို့အားလုံးအတူတူဝိုင်းဝန်းကူညီပေးမယ်။နောက်နေ့ဆော့ပြီးစီမားကအလုပ်တွေကိုစူးစမ်းပန်းစားလုပ်ကင်ပါရီ။စားသောက်ဆိုင်ကအတူတွေကလည်းကျမလှုပ်ထားတဲ့မုတ်တွေကိုလာယူကြပါရီ ီမုတ်တွေကိုစားတောက်ဆိုင်မှာပြင်အောင်ကြပါရီနောက်ပိုင်းတယောက်ကြာနေပြန်ကောင်းသွားတဲ့အခါမှာလေမယားနှစ်ယောက်သားလှဲလေးနဲ့ဆိုင်ထွက်သွားနိုင်ခဲ့ပါပြီတဖြည်းဖြည်းနဲ့စီမောပတ်စံတွေအများကြီးဆွဆောင်းရရှိသွားပါရီဒီလိုကြောင့်သူမရဲ့စီပွားရေးအခြေအနေပုံမှန်ကိုကြိုးတက်ကောင်းမွန်လာပါရီဝယ်သူတွေများလာခဲ့တဲ့အတွက်ကြောင့်မို့လို့တမျိုးလုံးအနံသူမနမည်ကြော်ကြလူတီများသွားပါရီဒါကြောင့်သူရဲ့မိသားစုဝင်တွေကလည်းကောင်းမွန်တဲ့ဘဝတစ်ခုမှာနေထိုင်နိုင်သွားခဲ့ကြပါပြီ ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်